Hello hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ချင်းမိုင်မှာဟိုတလောကဒီမိုးနှင်းနှင်းရွာခဲ့တဲ့နေ့တုန်းကဒီနေ့လည်စာစားတာလေးကိုတင်လိုက်ပါတယ်နော်ဝဆတူးလို့ပြောလို့ရမလားဒါမှမဟုတ်ဒီဝက်ခြေတော့ကိုမဒီဤဆက်သွားအောင်လို့သူတို့အယိုးတွေကိုတော့ဖယ်လိုက်ပြီးတော့အဲ့လိုလုပ်ပြီးတော့ချက်ပြုတ်ထားတဲ့စိုင်လို့ပြောရမလားပေါ့နော် လွယ်လွယ်ပဲဒီ WhatsApp 2လို့ပဲပြောလိုက်ပါမယ်အဲ့ဒီ WhatsApp 2နဲ့ဒီထမင်းနဲ့ပေါင်းရတော့ဒီကျွန်တော်ဘတ်60တန်းကိုစားခဲ့လိုက်တာပါသူမှဘတ်60တန်းတော့ထက်ရှိပါသေးတယ်အဲ့ဒါကိုမှဒီကြက်ဦးကားဒီတချမ်းဆိုရင်5ဘတ်တလုံးဆိုရင်30ပေါ့နော်ထပ်ထည့်လို့ရတာကိုမှကျွန်တော်ကဒီကြက်ဦးတချမ်းပဲအပိုထည့်လိုက်ပါတယ်အဲ့တော့ဒီဟာလေးစုစုပေါင်းဒီ55ဘတ်သွားကြမှာပါမြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ 9300 9400လောက်တော့သွားကြမှာပေါ့နော်သူ့ထဲမှာဒီအချင်းနည်းနည်းဆန်နဲ့ဒီအရွက်ကလေးနည်းနည်းတော့ပါပါသေးတယ်ပြီးတော့သူ့အရေအားလည်းတော်တော်ချိုပြီးတော့ကောင်းပါတယ်သူ့ချပေးထားတဲ့ဒီအနီအောင် sauce လေးရဲ့သူ့ရဲ့ရွက်ချင်းနည်းနည်းလေးရဲ့ပြီးတော့ဒီဝသားရဲ့အချိုတလေးနဲ့အကုန်ပေါင်းလိုက်တော့အရသာကတော့အဆက်ဟတ်တဲ့သွားပါတယ် သူကဒီဝက်ချီတော့အတုံးကြီးကိုဘန်းပေါ်မှာတင်ထားတာဆိုတော့ဒီဝက်ချီတော့ထဲမှာလည်းနည်းနည်းအစီလေးတော့ပါတတ်တယ်ပေါ့နော်စားရင်တော့နည်းနည်းဤနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီရသာကြိုက်ပါတယ်မမရရဒီဆိုင်ရဲ့မီနူးရဲမှာဒီရိုက်တော့မရိုက်ခဲလိုက်ရပြီမယ်ဒီမီနူးရဲမှာဒီဝက်ဆတူးကြီးပဲတတ်တတ်ဝယ်မယ်ဆိုရင်တော့ဒီဘတ်90ကျမှာပါပြီးတော့ထမင်းကတော့တပွဲကို10ဘတ်ပေါ့နော် နည်းနည်းလေးပူစားခြင်းနဲ့ဆိုရင်တော့အဲ့လိုလေးစားလိုက်ပါတော့ကျွန်တော်ကကြတော့ဒီတူရေးထားတဲ့ဒီကွန်ဘို90ရံလေးကိုစားခဲ့တာမို့လို့ပါပြီးတော့ဆိုင်ရလဲပထမအုံဆုံးစားစမ်းစားကြည့်တာဆိုတော့ဟလိုမိုးမမာပဲနဲ့ဒီလိုမိုးလေးပဲမာလိုက်တာပါရှင်းရှင်းပြောရမယ်ဆိုရင်ဒီနေ့ကကိုစားနေကြဒီစားတော့ဆိုင်ဆိုင်ရလဲပိတ်နေတဲ့အပြင်ထပ်ပြီး backup plan ဖြစ်နေဒီထားတဲ့ ိုင်တဆိုင်ကပါထပ်ပိတ်နေလို့ပေါ့နော်အဲ့နဲရှောက်ရှာရင်းနဲ့ဒီမိုးတွေကလည်းအုံလာနေမလို့ဒီဆိုင်ကိုပဲတွေ့ရနေဝင်စားလိုက်တာပါထင်ထားတဲ့အတိုင်းပဲဒီဆိုင်မှာခဏထိုင်းနေတော့မိုးကလည်းစရွာလာတာပါ ်ချက်ဥလေးကလည်းမစိုးဘောနော်သူ့အချင်းကတော့ဒီတကယ်ကိုတော်တော်ကောင်းပါတယ်အရာသာအကုန်လုံးနဲ့ပတ်သက်ပြီးတော့ပြောစရာတော့မရှိပါဘူးကျွန်တော်ကတော့ဒီ WhatsApp စတိုင်ကိုကြိုက်တာဆိုတော့လေဒီမြန်မာ WhatsApp လို့မိုးတော့ဒီအစိမ့်ဘက်အီဘက်ကိုသွားရတော့မဟုတ်ဘူးသူကတော့နည်းနည်းခြုံရက်ပဲလေးတော့သွားတာပေါ့နော် သူဟာတူရောဒီ55ဘတ်နဲ့ဆိုတော့တော်တော်တန်တယ်လို့ပြောရပါမယ်။ဘတ်စ2တွေလည်းနည်းနည်းများခဲ့တယ်ဆိုတော့လေနည်းနည်းအစီလေးတော့နည်းနည်းတော့ပိုပါတာပေါ့။နောက်တစ်ခါသွားစားမယ်ဆိုရင်တော့ဒီဝက်စတူးပွဲရဲ့ထမင်းရဲ့ကြက်ဥရဲ့အလိုမျိုးတတ်တတ်စီပဲမာပြီးစားမယ်လို့စဉ်းစားထားပါတယ်။ ဘယ်လိုပြောရမလဲတခါတလေကြတော့ဒီကိုကြိုက်တဲ့ဟာကိုစားရလားဆိုရင်အတော့မတက်နိုင်ဘူးလေအခါကြတော့ဒီ combo ဘာ90ကတော့နည်းနည်းအလိုမျိုးအရန်ကောင်းတဲ့အခါကြတော့ဘယ်လိုကုံလို့ကုံသွားမှန်းမသိတိတ်ပြီးတော့လည်းမတင်းတိမ်လိုက်ဘူးထပ်ပြီးတော့ထပ်စားခြင်းနေလို့ပါအဆုံးဒီကြည်ပေလို့တဦးတယောက်ချင်းစီကိုကျေးဇူးတင်ရှိပါရယ်နော်နောက်ထပ်တင်မဲ့ဘလော့လေးမှာပြန်လည်တွေ့ဆုံပါမယ်အခုတော့မင်္ဂလာညချမ်းလေးပါဘိုင်းပိုင်ပါနော်